โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ်တရေပုံမြင်လေးရဲ့နာမည်လေးကတော့ကျမဖွဲညာတညာဆိုရဲတရေပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကတောအကြီးတစ်ခုရဲ့အဆုံအဖျားမှာရွာတန်းရှိဆိုတဲ့ရွာကလေးတစ်ခုရှိနေတယ်ရွာနာမည်နဲ့လိုက်အောင်မယ်အိမ်ခြေရီယာလည်းတဒန်းနဲ့ရှိလျားစွာတည်ရှိနေကြတယ်ဒါပေမဲ့ဒီရွာလူအများစုကတော့ဒလိထုံတန်းတွေကိုတင်းတင်းကြပ်ကြပ်ဆောင်ထင်းကြပြီးတော့ယူတည်ကြတယ် ူတို့ရွာမှာထူးဆန်းတဲ့အပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီအပင်ကြီးမှာအစွဲလန်းကြီးတဲ့မိန်းကလေးဝိညာဉ်တစ်ခုဟာဆွဲကပ်နေတယ်လို့ရွာလူရဲ့ပြောကြားချက်အရနာမည်ကြီးနေတဲ့တပင်တစ်ခုပဲဖြစ်တယ်။ရွာတန်းရှင်ရွာလေးကမနက်ပိုင်းမှာ လူတွေစီကားပြီးတော့ပျော်ရွှင်စရာကောင်းသလောက်ညဘက်မှာဘာကြောင့်လူတွေဟာတိတ်ဆိတ်ပြီးတော့တယောက်မှအပြင်းမထွက်ကြရတာလဲ။ ဲ့လိုမထွက်ကြရတဲ့နောက်ွယ်မှာအဖြေရှိပါတယ်။အဲ့ဒီတစ်ပင်ကြီးကရွာနဲ့နီနီလေးမှာပဲတည်ရှိပါတယ်။အဖိုးအဖွားတွေရဲ့ပြောစကားအရာဒီတစ်ပင်ကြီးပေါ်မှာဘယ်သူမှမမြင်နိုင်တဲ့နာနာဘာဝတွေအဆောက်အအုံတွေစုဝေးနေတယ်လို့ဆိုကြတယ်။ညာဘက်ဆိုရင်တစ်ပင်အနည်းကိုဖြတ်သွားဖြတ်လာလောက်တာကိုရှောင်ကျင်ကြတယ်။အထူးသဖြင့်နာပြင်းညတွေနဲ့နာခွေညတွေမှာ ထိုအပြောစကားများကိုမယုံတဲ့သူမောင်ကျော်ဆိုတဲ့ကောင်လေးတယောက်ကတော့ငယ်ရွယ်တဲ့သူလည်းဖြစ်ရဲရင်ပြတ်သားတဲ့သူလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ယခုလိုလာပြိလာကွင်ညလိုမျိုးညပါထိုတစ်ပင်ကြီးကိုသွားရောက်ပြီးလေးလာစူးစမ်းမှုပြင်ဆင်ခဲ့ပါတော့တယ်။ရွာကလူကြီးများကဝိုင်းသားတော်လဲမောင်ကျော်မှပြောရမရတော့ပါ သူစူးစမ်းလို့စိတ်သာပြင်းထန်နေတဲ့အတွက်ကြောင့်မို့လို့တစ်ပင်ကြီးစီတို့တွားရောက်ရင်သာသူဆုံးဖြတ်ချက်ချခဲ့ပါတယ်။တစ်ပင်ကြီးအောက်ရောက်သွားတဲ့အချိန်မှာတော့ဘာမှထူခြားတာမရှိသေးပါဘူး။သိစိတ်နေတဲ့ညရဲ့အတန်တွေကိုပဲကြားနေရပါတယ်။မိနစ်အနည်းငယ်ကြာတဲ့အခါမှာရုတ်တရက်သူ့အနီးအနားကခြုံပုတ်ထဲကနေတိုးတိုးလေးရှိုက်တန်မှုတန်ခုလိုကြားလိုက်ရတယ်။မောင်ကျော်ကချက်ချင်းနှဲကြည့်လိုက်ပင်မဲ့ဘာမှကိုမမြင်ရအောင် စိတ်ထင်တာပဲနေမှာပါလေဆိုတော့အတွေ့တစ်ခုသာသူ့ရှင်မှာ ရှိနေသေးတယ်။နောက်တစ်ခါကြားလိုက်ရတဲ့အတန်ကတော့ပိုဆိုးပါတယ်။တပင်ကြီးရဲ့အပေါ်ပိုင်းကနေအရွက်တွေကြားထဲကနေတကြွတ်ကျွတ်နဲ့ကောက်ချစ်တန်လိုအတန်မျိုးတွေကြားလိုက်ရတဲ့အခါမောင်ကျော်မော့ကြည့်လိုက်တဲ့အချိန်မှာတော့တပင်ကြီးရဲ့ပင်စီကနေမြေပြင်ပေါ်ကိုတစ်ဖြည်းဖြည်းတက်လာတယ်။ လူပုံတံတန်းလိုလိုအရေးတစ်ခုမောက်ကြောမြင်လိုက်ရတယ်။အဲ့ဒီအရေးဟာအလွန်ပိန်နေပြီးရှေ့လျားကခန္ဓာကိုယ်တစ်ခုလုံးကအနက်ရောင်ဝေယုံခြင်းနဲ့ဖုံးအုပ်ထားသလိုပါပဲ။သူ့ရဲ့မျက်နှာကိုတော့မောက်ကြောမမြင်ရသေးပါဘူး။အဲ့ဒီပုံရိပ်ကနေလှိုက်စားနေတဲ့အေးဆက်ဆက်အမွေအသက်တွေမောက်ကြောခံစားလိုက်မိပြီးချက်သိမ်းမွေးငင်းများတပြန်းပြန်းထလာပါတော့တယ်။ထို့နောက်ထိုအမျိုးသမီးရဲ့မျက်နှာပုံတံတန်းဟာ တဖြည်းဖြည်းပေါ်လာပြီငါသားငါသားကိုဗမာထားခဲ့တာလေငါမင်းနေတယ်လေဆိုတော့ကြောက်မက်ဖွယ်အတန်နဲ့မောင်ကျော့ကိုမေးလိုက်ပါတော့တယ်အတန်ကြားလိုက်ရတဲ့နဲ့တပြိုင်နက်မောင်ကျော့ဟာစဉ်းစားနေတော့ပဲလှဲ့ပြီးသူ့ဘဝတစ်လျှောက်လုံးမှာအမြန်ဆုံးအပြေးတစ်ခုကိုစတင်ပြေးပါတော့တယ်သူ့နောက်ကနေအဲ့ဒီဝမ်းနေနေတဲ့အမျိုးသမီးရဲ့ရှိုက်တံကိုလည်းကြားနေရပါတယ်သူ့အနောက်ကိုလှဲ့မကြည့်ရတော့ပါဘူး တော်လန်းထဲကနေချော်လဲမလို့ဖြစ်သွားပေမဲ့အချိန်မတက်ပဲဆက်ပြေးခဲ့ပါတယ်။ရွာကိုရောက်ခံပြီးတော့အနောက်ကအတန်ကြီးရက်တန်သွားတာကိုသူတတိထားမိတယ်။သူ့အသက်ကိုမနှဲရှူပြီးရွာထဲကသူ့အိမ်ကိုတန်းဝင်ပြီးဂရင်ပေါ်မှာနှဲချလိုက်ပါတော့တယ်။မနက်မိုးလင်းတဲ့အခါရွာသူရွာသားတွေဟာမောင်ကျော့ရဲ့အိမ်ရှိကိုရောက်လာကြတယ်။သူ့ကိုတေချာကြည့်လိုက်တော့မောင်ကျော်ဟာညကလူတစ်ယောက်နဲ့မတူတော့ဘဲ မျက်နာတစ်ခုလုံးဖြော့တော့နေပြီးညလုံးတွေဟာလည်းနေရဲနေတယ်။မောင်ကျော်ဟာသူ့ရဲ့ကြောက်မက်ဖွယ်ညားကအဖြစ်အပျက်ကိုရွာလူကြီးတွေကိုအကုန်ပြောပြလိုက်တယ်။အဲ့အခါမှာတော့ရွာလူကြီးတွေကမောင်ကျော်ဒီကိုပြန်လာနိုင်တာပဲ။ကံကောင်းခြင်းတစ်ခုလုံးမှတ်ယူရမယ်။တခြားလူတွေကဆိုအသက်ရှင်နေရတဲ့ပြန်လာနိုင်မှုတောင်ခက်ခဲလိမ့်မယ်လို့ပြောခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့မောင်ကျော်ဟာဒီသစ်ပင်ကြီးမှာဆွဲကပ်နေတဲ့အမျိုးသမီးဝိညာဉ်ဟာဘယ်ကနေဖြစ်လာရလဲဘလို့မျိုးဒီလိုဆွဲကပ်နေရတာလဲဆိုတာကိုသိရှိဖို့အတွက်ဒီအကြောင်းအရင်းတွေကိုအကုန်လုံးသိတဲ့ရွာကအဖိုးနဲ့အဖွားကိုသွားရောက်ပြီးမေးမြန်းမှာတော့အဖိုးနဲ့အဖွားရဲ့ပြောကြားချက်အရဒီသစ်ပင်ကြီးပေါ်မှာဆွဲကပ်နေတဲ့အမျိုးသမီးဝိညာဉ်ရဲ့နာမည်က လွန်ခဲ့တဲ့အနှစ်20တုန်းကကွယ်လွန်သွားပြီဖြစ်တဲ့မက်ခင်ဦးရဲ့ဝိညာဉ်ဖြစ်ပါတယ်တဲ့မက်ခင်ဦးတို့ရဲ့အင်္ဂလိပ်ကတစ်ပင်ကြီးနဲ့တိတ်မဝေးတဲ့သောဆန်နာမရှိပါဘူးမက်ခင်ဦးရဲ့ခင်မုန်းကတော့တောထဲမှာတစ်ခုပ်ပြီးအသက်မွေးဝမ်းကြောင်းပြုတ်သူပါမက်ခင်ဦးတို့မိသားစုဟာဆိုရင်တော့စုစုပေါင်း၃ယောက်ပါ မခင်ဦးရဲ့မခင်ဦးရဲ့ခင်မုန်းဖြစ်သူရဲ့မခင်ဦးတို့ရဲ့သားလေးမောင်ပို့ဆိုတဲ့ကလေးလေးတယောက်ရှိခဲ့ပါတယ်။မခင်ဦးဟာသူ့သားလေးကိုအမြဲတမ်းချော့သိမ့်တတ်သူပါ။သူ့သားလေးမောင်ပို့ကလည်းမခင်ဦးသိမ့်မှသာအိပ်ပျော်တဲ့ကလေးတယောက်ပါ။မခင်ဦးနဲ့သူ့ရဲ့သားလေးမောင်ပို့တို့ဟာအိမ်နဲ့တိတ်မဝေးတဲ့တက်တော်ဘက်ကိုလမ်းလျှောက်ထွက်လာကြပါတယ်။ ဒီအချိန်မှာပဲမခင်ဦးဟာတိတ်လာတဲ့ပန်းလေးတစ်ဝင်းကိုမြင်လိုက်တဲ့အချိန်မှာသူခူးကျင်စိတ်တွေပေါက်လာတဲ့အတွက်သွားရောက်ခူးတဲ့အချိန်မှာသူ့သားလေးကိုမှားခဲ့ပါတယ်။သားရေမမေဟိုဘက်မှာပန်းသွားခူးမလို့နော်။သားဒီမှာခနာလေးပဲငငိမ့်လေးစော့နေနော်။ဒါဆိုတဲ့အပြောလေးနဲ့သူ့သားလေးကိုခနာလေးပဲသူ့မျက်စိအောက်ကနေခနာလေးပဲထားခဲ့လိုက်ပါတယ်။မောင်ပူလေးကလည်းသူ့အမေမှားခဲ့တဲ့စကားအတိုင်းဒိမ်မာစွာနဲ့ပဲ ထိုနေရာမှာပဲစော့နေခဲ့ပါတယ်။မခင်ဦးကလည်းပန်းလေးတစ်ပွင့်ကိုခိုးယူပြီးပြန်တော့မယ်အလို့မိုးများဟာတဲထန်စွာရွာသွန်းလာပါတော့။မခင်ဦးဟာသူ့သားလေးမှာပို့စိုးရင်စွာနဲ့ပြေးကြည့်လိုက်တဲ့အခါမှာချောင်းရည်ဟာတက်လာတယ်။မောင်ပူလေးကိုဆွဲခေါ်သွားပါတယ်။ခလေးကိုဝိုင်းဝန်းပြီးရှာကြတော့လုံးဝမတွေ့နိုင်ပါဘူး။ ောင်ပူလေးတည်ပြီးရက်တက်တပတ်များစွာကြာအောင်မခင်ဦးသည်ပိန်ချုံလျက်သားမျက်လုံးများနီရဲလျက်သားဖြင့်တောဆက်တလျှောက်ရေအိုင်တဝိုက်တွင် အော်ဟစ်ငိုရခါရှာဖွေနေခဲ့ပါသည်သူမသည်ပြပင်ကြီးကိုစိုက်ကြည့်ရင်တခါတလေတည့်ရကြေတံကိုသူ့သားရဲ့ခြေတံလို့ထင်မှတ်ခါမျောလင်းတကြီးလှဲ့ကြည့်တတ်တယ်သားကိုပြန်ပေးဖို့အတွက်လည်းတစ်ပင်ကြီးကိုအမြဲတမ်းလိုလိုတောင်းမှန်နေခဲ့ပါတယ် ဒီလိုနဲ့ပဲမခင်ဦးဟာသူ့သားအပေါ်လွမ်းဖြားလွမ်းနာကြခါရင်ခွဲမတက်ခံစားရပြီးရင်ခွဲနာကြခါတေဆုံးသွားခဲ့ပါတော့တယ်မခင်ဦးနဲ့မောင်ပုတေဆုံးပြီးတနှစ်တာကာလကုန်လွန်သွားတဲ့နောက်ပိုင်းမှာတော့ခင်မုန်းဖြစ်သူဟာဒီဝမ်းနဲ့ဆရာကောင်းနဲ့ရွာတန်းရှည်ရွာမှာဆက်လက်မနေနိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတော့ သူ့ရဲ့ဇနီးနဲ့သားကိုအမြဲတမ်းတတိယနေမဲ့တက်သားပပုလေးတွေကိုယူဆောင်ပြီးကြံရှိတဲ့ပစ္စည်းတွေကိုတော့စွန့်လုခါရွာကိုထွက်ခွာပါတော့တယ်။သူမသွားခင်တပင်ကြီးအောက်မှာထိုင်ပြီးဤတို့ရေရွတ်ခဲ့ပါတယ်။ခင်ဦးငါမင်းတို့နဲ့အတူဒီနေရာမှာဆက်နေဖို့မတက်နိုင်တော့ဘူး။ငါကောင်းမွန်တဲ့ကဘာတစ်ကိုရှာပြီးမင်းတို့နှစ်ယောက်ရဲ့အမှတ်တရတွေကိုရင်ထဲထည့်ပြီးဆက်လက်အသက်ရှင်သွားပါမယ်။မင်းတို့ဝိညာဉ်တွေ ချမ်းသာပါစေထို့နောက်သူဟာနောက်ဘက်ကိုလှည့်မကြည့်တော့ပဲနေကြည်ဘက်ကိုဥတီဟာတောထဲကနေထွက်ခွာသွားခဲ့ပြီးဘယ်တော့မှရွာတန်းရှည်ကိုပြန်မလာတော့ပါဘူးမခင်ဦးရဲ့ခင်မွန်းဖြစ်သူဟာအေးချမ်းနဲ့သာသနာပံကိုပဲအပီးတိုင်ဝင်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါရယ်ဇလန်းပြီးဆုံးတဲ့အထိစိတ်ရှည်လက်ရှည်ကြည့်ပေးကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရယ်လို့ပြောချင်အပ်ပါတယ်